ဆိုပြီးတော့ချစ်ဖို့ကောင်းတယ်လို့လူတော်တော်များများကဒီအယုတ်လေးကိုပြောကြတယ်။ဒါပေမဲ့တော်တော်လောက်ရှိတဲ့အယုတ်လေးကမြမငွေတိန်ကနန်းနဲ့ပေးပြီးတော့ဝယ်နေရတယ်။ဒီအယုတ်လေးတွေဟာဘာတွေထူခြားနေလို့လဲ။အဲ့ဒီအကြောင်းအရာကိုတီးချင်လို့ရင်မင်းကိုထိုင်ဘန်ကောက်မှာရှိတဲ့ icon ဆီယံကိုသွားပြီးတော့ဒီအယုတ်လေးတွေကိုဝယ်ခဲ့ပါတယ်။ ်ဝယ်ခဲ့တဲ့အချိန်မှာရခဲ့တဲ့ feeling ကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာလေးနဲ့သူ့ရဲ့ history လေးကိုနည်းနည်းပြောပြပေးခြင်းတယ်တီရုပ်လေးကိုဖန်တီးခဲ့တဲ့သူကအာဒီကာစင်လောင်းပဲဖြစ်တယ်ပေါ့နော်သူကတရုတ်နိုင်ငံမှာကုလရှိတော့ရှိနေတယ်2015မှာဒီ The Monster ဆိုတဲ့စာအုပ်လေးထွက်တယ်ပေါ့နော်အဲဒီစာအုပ်လေးကနေ reference ယူထားတဲ့အယုတ်လေးပဲဖြစ်တယ်သူကငယ်တုန်းကဆိုရင်နေတာလမ်းမှာကြီးပြင်းခဲ့တယ် Nordic Diary ပုံရိပ်နေဦးသူကဆွဲလန်းတာဆွဲလန်းတဲ့အခါကျတော့ စောက်လေးထွက်လာတဲ့အပြင်ဒီလိုအယုတ်လေးတွေကလည်းထွက်လာတာပဲဒါပေမဲ့2015တော့ကကြတော့ဒီအယုတ်လေးတွေကလူတွေတိတ်ပြီးတော့အတိမများသေးဘူး2019မှာကျတော့ဒီတရုတ်မှာရှိတဲ့ဒီ train company တခုပေါ့နော် at train company တခုဖြစ်တဲ့ pomat pomat ကသူနဲ့ collaboration လုပ်လိုက်တဲ့အခါကျတော့ဒီအယုတ်လေးကအဲ့ဒီတော့ကအလောင်းကြီးရောင်းအားမကောင်းသေးဘူးဒါပေမဲ့သူက ကန်ကောင်းချင်တော့လီစာကသူ့ရဲ့ Instagram မှာရုပ်လေးချိတ်ဆွဲထားတဲ့ပုံကိုတင်လိုက်တယ်။တင်လိုက်တဲ့အခါကျတော့လီစာရဲ့ Instagram ကိုစောင့်ကြည့်နေတဲ့လူတွေကလည်းအများများတယ်။များတဲ့အခါကျတော့ဒီရုပ်လေးကဘာကြောင့်လီစာရဲ့အိမ်ပေါ်ရောက်နေရလဲဆိုတဲ့ခံစားချက်ကိုလူတွေသိချင်လာ။သိချင်လာတဲ့အခါကျတော့အလူရဲ့ဝယ်လို့ဝယ်ကြတာပေါ့နော်။အလူရဲ့ဝယ်ကြတော့ဒါ stock တွေလည်းပြတ်တယ်။ stock တွေပြတ်တဲ့အခါကျအဲ့မှာဆိုရင် economy အရာကြည့်လို့မမယ်ဆိုရင် ဒါရောင်းလို့အားနေတယ်ဒီအယုတ်ကအရင်အတွက်နေတယ်အဲ့လောက်ထိရောင်းရမယ်လို့မထင်လို့ပေါ့နော်ဒါပေမဲ့လီစာကြောင့်ဒါအရင်ရောင်းရတာတဲ့အခါမှာဇီးကတဟုံတို့တို့တက်သွားတာပေါ့နော်ဒါဘာကြောင့်တဟုံတို့တို့တက်သွားလဲပေါ့ပုံမှန်ရဲ့ marketing လို့နေပါတယ်အဲ့ဒါ blind box အနေနဲ့လောက်တာပုံမှန်ရင်မတို့အယုတ်တယုတ်ကိုကိုယ်တိုင်ဒီတိုင်းပဲမြင်ပြီးတော့ဝယ်ရမယ်ဆိုရင် feeling အတိတ်ကောင်းအောင်ပေါ့ဆိုတော့အဲ့ဖာထဲမှာဘာပါမလဲဆိုတော့ဒီအယုတ်လေးတွေမှာကျွန်တော် ဘူးလေးတွေလာတယ်ဗောနော်အဲဘူးလေးတွေဖောက်ရင်လည်းကိုကဖာရအောင်ပါမယ်ဆိုတော့ဒီခံစားချက်နဲ့ဖောက်ရတဲ့ feeling ကကျတော့ဒီဒီဟိုင်းဟိုပြင်ပြီးတော့ဝယ်ရတဲ့ feeling တွေကကွာတယ်အဲအကြောင်းပဲဒီပို့ပြီးတော့ရအောင်ကောင်းတာဗောနော်ဒီရုပ်လေးတွေဆိုရင် version ကအမျိုးမျိုးရှိရဲအရာအမျိုးမျိုးသူတို့ထုတ်တယ်ဒါတော့ရေမွေးဝယ်ခဲ့တဲ့ version ဝယ်တဲ့ခါမှာဆိုရင်လည်းဒါတေချာလေးတော့ official store မှာတောင်းဝယ်မှရမယ်ဗောနော်ဘာလို့လဲဆိုတော့ဒီရုပ်လေးကအတူအရန်များတယ်ဘာလို့ဆိုတော့ ီလူတွေကအရင်ကြိုက်တဲ့ခါကျတော့လူဝဲတဲ့ခါကျတော့အတူတွေကလည်းအများကြီးထွက်လာတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဘလို့ခံစားချက်ကိုပြရလဲပေါ့အလီစာကြောင့်ဒီဝဲတာလည်းပါတယ်သူတဘောကြလို့ဝဲကြတယ်အချို့ကျတော့လည်းဒီအယုတ်တွေကဘာခံစားချက်ကိုပြရလဲဆိုတော့စိတ်နေဝဲကြတယ်တိကျင်ကြတယ်တချို့ကျတော့လည်း ဒီ box ထဲမှာကိုရချင်တဲ့အရာလေးကိုရွေးပြီးယူကြရပျော်ရွှင်မှုလေးကြောင့်ဒီရုပ်လေးဝယ်ကြရပေါ့နော်အဲ့ဒီမှာဆိုရင်ဒီကဘာကျော်တဲ့ David Beckham တို့လိုဒီ Rihanna တို့ကလည်းဝယ်ကြတယ်အဲ့ဒါကြောင့်ပဲပေါ်မတ်ကအခုချိန်ကြီးဒါ2019ကနေဒါအခုချိန်ထိရရက်တည်နေကြတာပေါ့နော်ရောင်အားလည်းအရန်ကိုကောင်းတယ်ပေါ်မတ်မှာဝင်လိုက်ပြီဆိုလူကြီးကြိတ်ကြိတ်တုံးနေရတယ်ပေါ်မတ်မှာတော့ဒီလာပူပွဲရှိအောင်မဟုတ်ဘူးတမလို့ယူဖောင်းမီဒီယာလည်းရှိတယ် ဒီထဲရတယ်ရှိရပေါ့ဒါ you found me ဒါ web version ထဲရတယ်မသိဘူး baby 3လားမသိအဲ့ဒီရပေါ့နော်ဆိုတော့ဝယ်ခဲ့တယ်ပေါ့နော်ဒီရောက်လေးဆိုရင်ဒါတသိန်း8000လောက်ပေါက်တယ်ဒီမှာမှာဆိုရင်ဒီမှာတော့ပတ်800လောက်ပဲတဲယူစရိတ်တင်နေများသွားနေမှာပေါ့နော်ဒါပေမဲ့နာမည်အကြီးဆုံးကတော့လာဘူဘူဟာဆိုတော့ဒီရုပ်လေးတွေပေးတဲ့ခံစားချက်တော့တော့ကျွန်တော်ခင်မင်ရင်းနေမှုပေါ့ကိုကကိုရဲ့တငငချင်းဒီမိတ်ဆွေတွေကိုဒီရုပ်လေးပေးမယ်ဆိုရင်အာဒါ blind ပေါက်ဖြစ်တဲ့အတွက်အထဲမှာဘာအရောက်ပါမလဲဆိုတာလည်းမသိဘူးဆိုတဲ့ခံစားချက်နောက်တစ်ခုကကျတော့ trend ဖြစ်နေရဆိုလူတိုင်းမှာတယုံလာတော့ရှိတင်နေဆိုတဲ့ခံစားချက်ကပြီးတော့နောက်တစ်ခုက psychology အရဆိုရင်ဒါဒီကိုရချင်းနဲ့အရာကိုမရမချင်းဝယ်တာဘောနော်အဲအဲ့ဒါကြောင့်ပဲပေါ်မတ်ကလည်းရောင်းကောင်းတယ်လို့ပြောလို့ရမယ်အခုဆိုရင်ဒီပေါ်မတ်ကဒီရုပ်လေးဒီရုပ်လေးကိုသူကကဘာတမောင်းကိုဖြန့်ဖို့စူးစမ်းနေရေဘောနော်အဆမတန်လဲထုတ်နေနေဆိုတော့ ထရိုင်လောကမှာဒီယောဂဘယ်လောက်ထိရည်တည်နေနိုင်ပါလဲဆိုတော့ယူမီတို့ကြည့်ရမှာပေါ့နော်ဆိုတော့အပြိုင်ဆိုင်ကုမ္ပဏီကလည်းအယမ်းများတယ်ဆိုတော့ဒီအယောက်လေးကတာမန်အယုတ်တယုတ်ထပ်ပို့တယ်ပျော်ရွှင်မှုကိုလည်းပေးတယ်လို့ခင်မင်းရင်းနှီးမှုကိုလည်းပေးတယ်နောက်တစ်ခါကျတော့ဒီအယောက်လေးကတာမန်အယုတ်ဒီထပ်စားရင်တထွာလောက်ရှိပြီးတင်ကနန်ပေးရတယ်ဆိုမဲ့ fashion accessory အနေနဲ့သုံးကြတယ် fashion accessory ဆိုတာဘယ်လိုလဲဆိုတော့ဒီကိုယ့်ရဲ့လွယ်အိတ်ဒီမှာကိုယ့်ရဲ့ဒီပတ်စံအိတ်လေးဒီမှာတွားတဲ့ ပြင်သွားတဲ့အခါမှာပေါ့နော်ဒီဟာလေးတွေတက်သွားရဆိုရင်ကိုကပို့ပြီးတော့ confidence ချိတယ်လို့ခံစားရတယ်ပေါ့နော်ဆိုတော့ဒီအယုတ်တွေကအဲ့လိုခန်းစားချက်တွေပေးတယ်ပေါ့နော်ဆိုတော့တာမန်အယုတ်ထက်တယုတ်ထက်ပို့တယ်ဆိုတော့မရှိတော့ဘာយ៉ាងလေးတွေစုပြီးတာပြီလဲကိုရိုက်ချင်တဲ့အရာရောရတာဘယ်စီးရီးထဲကဝယ်ပြီးတာပြီလဲဆိုတော့ရမင်းကိုကောမန့်မှာအမှတ်ပေးလို့ရပါတယ်ဒါဆိုရင်မင်းတို့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်နော်တက်တာ